မရာလည်းလုံးဝမကြောက်ကြဘူးခင်းငင်ငယ်တော့ဒါမှပဲကင်မရာကြီးကလည်းသူ့ကိုပဲလိုက်တော့တန်လိုက်လို့ဖြစ်နေတယ်ကင်မရာနဲ့ဆိုအဲ့လိုမျိုးဟိုအမှုပညာသွေးလည်းအပြေဝါပါတယ်အဲ့တော့ကိုဘေဘီလေးကအဲ့လိုမျိုးခေးတို့လိုပဲခေးဖိဖိလိုပဲလုံနေရတော့အញ្ញဝမ်းပါပါတယ်ဒီနေ့ကတော့ K Uni White Skin Care ကို product launching ကိုလည်းရောင်းရအောင်ဖြစ်ပါတယ်။ဟာခင်အယူမီဝိုင်းနဲ့ဒီလိုလက်တွဲပြီးတော့ကျွန်တော်လည်းရိုက်ခဲ့တယ်၊ photoshoot လေးလည်းရိုက်ခဲ့တယ်။အရင်ခင်ဗျားကလည်းမမိုင်းနဲ့တူတူရိုက်ခဲ့တာပါ။ product ပေါ့အမြင်လေးကတော့ဒါပဲပဲပြောဟို affordable skin care brand ပေါ့နော်။ quality ကိုလည်းလုံးဝချတာမရှိဘူးဆိုတော့အလုံးတွေအဲအလွယ်တကူဝယ်သု ားတဲ့ product ဖြစ်ဆိုတော့ခေလည်းအားပေးတယ်တကယ်လည်းကောင်းတဲ့ product လေးဖြစ်ပါတယ်ခင်ကတော့အဲ serum ကြိုက်တယ် serum ကြိုက်တယ်ဒါပေမဲ့ခင်ကဒီ skin care အားလုံးထဲမှာဆိုရင်ခင်ကို follow လုပ်နေလို့လည်းတည်ရော sunscreen အမြဲလင်းဖြစ်တယ်အဲ့တော့သူတို့က sunscreen လေးလည်းအရင်ကြိုက်ပါတယ်ခင်ခင်တို့ကမြန်မာပြည်မှာဆိုလည်းအရင်ပူရယ်ပေါ့နော်ကိုရဲ့ချိန်ကြတော့အဲ့လိုမျိုးတကယ်တော့ခင်းဆိုရင်အပြင်မှာမိုးအုပ်ရင်တော့ sunscreen လင်းဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ sunscreen ကတော့ anti aging properties ပါလေ အဲ့အဲ့တော့ဒီ phone screen ကဒီ radiation မဖြစ်ဖြစ်ပေါ့နော်အဲ့ဒါကြီးကတော့ကာကွယ်ပေးရကြတယ်ခင်ကတော့အမြဲတွေးသမျှလူတိုင်းကို sunscreen လိမ့်ဖို့အမြဲလုပ်စောပါလေဟုတ်အဲ့တော့ခင်ကပြောသလိုပဲပေါ့နော်ယူမီယာကတော့သူ့ရဲ့ quality ကိုလုံးဝမနှိမ်ချတာပဲ ਨੇ ဒါပေမဲ့လူတိုင်းသုံးလို့ရအောင် affordable price range တဲ့မှာထားရတဲ့အတွက် affordable ဖြစ်တဲ့ premium quality လည်းရရတယ်မလေးရှားထုတ်တာဆိုတော့လေ အဲလုံးဝယုံကြည်ပြီးတော့တုံးချီလို့ရတယ် sensitive skin ပမာရည်လည်းတုံးချီလို့ရသလိုအဲ့လို wash ရအမြဲပေါက်နေတဲ့ဒီအစီပြဲတဲ့ skin type တွေနဲ့တုံးလို့ရတယ်ဆိုတော့ခေတ်လည်းအရင်ကတော့ wash နေမပေါက်25နဲ့ကြော်လာတဲ့အခါမှာ wash နေစပေါက်လာတယ်အဲ့တော့ခေတ်တုံးတဲ့ skin care တွေဆိုတော့အမြဲတစ်ချရွေးပြီးတော့မှတုံးကြတယ်ပေါ့နော်အဲ့တော့ဒီလိုမျိုး premium quality skin care လေးကိုတော့ခေတ်လည်းအားလုံးကိုတုံးချီစေချင်ပါတယ်အရင်ကတော့အရင်အသက်ကြီးခြင်းနဲ့ အဲအသက်တခုရောက်လာတဲ့အချိန်ကျတော့လည်းပြန်ငယ်ခြင်းနဲ့ဒါပေမဲ့အခုကတော့ကိုယ်အသက်ရွယ်လို့ကိုယ်လက်ခံတဲ့အချိန်ရောက်လာပါပြီပေါ့နော်အရန်ဝမ်းသာပါတယ်ဘာဖြစ်လို့လဲဆိုတော့နိုင်ငံသားမနေနေရလဲအရန်ကြပါပြီဒါခေးရဲ့အဲမိသားစုနဲ့ကိုယ်မွေးရဲ့နိုင်ငံမှာဒါကျင်းပတဲ့မွေးနေ့ပွဲပေါ့ပြီးတော့ခေးကအဲ့လိုမျိုးမွေးနေ့ပွဲမကျင်းပတာလဲ15နှစ်လောက်ကြာပါဘောနော်10နှစ်ကျော်ပါပြီအဲ့အရန်ပြောပါရဲ့ခေးအရန်ကန်ကောင်းတယ်လို့လည်းချင်ပါတယ်အရန်လည်းအဲ့နေ့ကလာပြီးတော့ဘတ်ဒေးဝစ်တွေလုပ်တယ် အပေးစကားပြောပြရဲ့အားလုံးပဲကျေးဇူးတင်ပါတယ်မမေလည်းအရင်ပြောပါရဲဒါပေမဲ့မမေတို့ကတော့အခုလောလောဆယ်နိုင်ငံသားရောက်နေရပေါ့နော် documentary တစ်ခုရိုက်နေလို့ပြပြနဲ့လိုက်သွားတယ်ဒါပေမဲ့ဟောသူတင်လာရဲ့ post လေးဆိုတော့ရှိရပေါ့နော်ဒါကဘာပဲပြပြမိသားစုနဲ့အဲတူတူရှိနေရဲ့ first birthday လို့ပြန်ဖြစ်သွားတဲ့အတွက်သူလည်းအရင်ကတည်းကဖြစ်လည်းအရင်ကတည်းက သူကမင်းသားပါခင်းတော့အရန်နေပါအဲကင်မရာလည်းလုံးဝမကြောက်ကြဘူးခင်းခင်ရဲ့တော့အတိုင်းပါပဲကင်မရာကြီးကလည်းသူ့ကိုပဲလိုက်တော့တန်လိုက်လို့ဖြစ်နေတာကင်မရာနဲ့ဆိုအဲ့လိုမျိုးဟိုအနုပညာတွေးလိုက်အပြေဝါပါတယ်အဲ့တော့ကို့ဘေဘီလေးကအဲ့လိုမျိုးခင်းတော့လို့ပဲခင်းဖြစ်ပေလို့ပဲလို့မြင်ရတော့အញ្ញမ်းဝမ်းပါပါတယ် We need this. And this one, need it. This is all right. this is my and this is your listen okay so we're gonna fold up like this ခေလဲအာစီစဉ်ခြင်းနဲ့ပေါ့နော်အဲ့လိုမျိုးအဖေနဲ့ตาလေးနဲ့တူတူ something more ဂျာမီလာမီညောနိုင်ငံသားမနေတာလေသူတို့နိုင်ငံကြီးဘလောက်ပဲဟိုတိုးတက်နေတိုးတက်နေလုံးဝမကြည့်ပါဘူးရှင့် ့အိမ်မှာကိုယ့်အဲ့လိုနှွေးထွေးမှုကဘာနဲ့မှရှင်လို့မရအောင်ဆိုတော့အရန်ဝမ်းသာပါတယ်ကိုညီကိုမောင်နှမတွေနဲ့ပြန်ဆောင်ရတာကလည်းဟိုမထင်နိုင်ရသလောက်ကိုလေဟိုအရန်စိတ်လှုပ်ရှားတယ်ပျော်ရပါတယ်ရှင် ကျတော့လေအဲ့လိုမွေးကလေးကဟိုဖေဖေရှူတင်မှာကြီးလာတာဆိုတော့လေကို့မိသားစုကြီးလိုပဲပေါ့နော်အဲ့လိုမျိုးဖြစ်နေတော့ပြော့ငငယ်လေးတည်းကလည်းခေးကြီးလာတော့သူတို့ကမြင်လာတဲ့လူတွေအားပေးလာတဲ့သူတွေဆိုတော့မိသားစုလိုပါပဲအာအယောင်ဝမ်းပါပါတယ်ခေလာဒီနျူထရီတက်ကိုခေးလိုနေရလို့ထင်ပါတယ်ဘွားမှာပေါ့နော်အရှိတော့ဆက်သွားနိုင်လို့ပြီးတော့ခုတော့စူးစမ်းတော့မယ်သူကတော့ဟိုအဲ့လိုပေါ့သူကသူက အဖရိကရောက်နေပြီပျော်ရဲပေါ့ happy birthday ပေါ့နော်ဒါပေမဲ့သူဒီမှာချင်သိတွေ့တယ်ဘာများတော့အရင်ဆုံးပေါ့နော် happy birthday ကတော့ဒုတိယပေါ့ဟုတ်ကဲ့ပါရှင်အဲ့တော့ Yumi White Skin Care League ကို product launch လုပ်လိုက်ပါပြီအရှမ်းလည်းရောင်းကောင်းနေရလို့ခေးချားတယ်တုံးချီကြပါပြီးရင်ခေးကိုလည်း feedback တွေပြန်ပေးကြပါတကယ်ကောင်းလို့တကယ် recommend လုပ်ကြပါရှင်အလုံးလိုက်အပ္ပိယတော်လည်းကြီးကြီးတမားရဲ့လုပ်ကြပါ